ဝိကျွေးတစ်ခုကြောင့်တဲရီကိုပဲထမင်းလိုစားနေရတဲ့ကမအထူးစံဆောင်မင်းကလေးပုံမှန်ဆိုရင်အစားအစာတွေထဲမှာတဲတကြီးကြီးဖြစ်ရင်တော့အလုံးကအရန်ကိုမုံတီးကြပြီးတော့ဝဲလာခဲ့တဲ့ဆိုင်တွေကိုတော့ဘတ်ရဗျူပေးကြပါလိမ့်မယ်။ဒါပေမဲ့ဒီမင်းကလေးကတော့တကမာလုံးမှာတယောက်ပဲရှိတယ်လို့တော့ပြောရလောက်အောင်ကမအထူးစံဆောင်အမှုအချင်းရှိသူတွေစီးရင်နဲ့ကိုဝင်ခဲ့ပါတယ်။ဒါကတကယ်တော့ဆွဲလန်းစိတ်ယောဂတမျိုးပဲလို့ဆရာဝန်တွေကသူမကိုမှတ်ချက်ပေးခဲ့တာပါ။သူမကနေ့စဉ်နေ့တိုင်း အခုမြင်နေရတဲ့လိုမျိုးဖုံတွေနဲ့အကျိုးသဖြင့်သဲမုံတွေကိုစိုင်းနေသက်စွာနဲ့စားသုံးလို့ရှိပါတယ်။အခုလိုမျိုးအာလူကြောင့်နဲ့မုတ်တွေကိုစားရင်တော့သဲတွေနဲ့တို့ပြီးတော့ဝါစားရတဲ့အရာတာကမာကျွတ်ကျွတ်ကလေးနဲ့တကယ်ကိုမှဆွဲလန်းစရာကောင်းတယ်လို့သူမကပြောပါတယ်။အကျိုးသဖြင့်သူမရဲ့အထူးကြဆုံးဆွဲလန်းမှုကတော့ PK ကိုသဲတွေနဲ့ရောနေပြီးတော့တနည်းလုံးဝါစားနေရတာကိုပါပဲ။တခါတလေဆိုရင်သူမကတနည်းလုံးဘာမှမစားပဲ သဲမုံနေကြီးပဲတစုံမီတစုံခတ်စားနေလေးရှိတယ်လို့သူမကိုယ်တိုင်ပြောပြလာခဲ့ပါတယ်။ဒါဆိုရင်ပြိတ္တတို့မှာရောဘလို့မျိုးဆွဲလန်းမှုတွေရှိကြလဲဆိုတာကိုမမပြောပြပေးခဲ့အောင်နော်။